ခု online ပေါ်မှာအရောက်အမပြန်ထန်နေတဲ့အသက်80ကျော်အရွယ်ဒီတကူဆရာတော်ဖျားကြီးပြပောက်ကိုသူ့ရဲ့ချမရဲ့ခြေနေဆွေးရတာကြောင့်เนาะစီကူဖို့သွားတာမှာဖန်စီခံလိုက်ရတဲ့တဲ့င်းတွေကိုကျွန်တော်အနေနဲ့ဒါပြစ်သက်တွေတည်တည်ချချာနားလေအောင်သဘောပေါက်အောင်ပြန်လေရှင်းပြပေးခြင်းပါတယ်ဒီလိုဆရာဖျားကြီးကတော့ကျွန်တော်တို့ဘုချုံမကြီးအောင်တိုင်းရှိလက်ထက်မှာတော့ဒါစစ်သက်ကိုစန့်ကျင်လို့ပေါ့နော်နာမည်ကြီးလာတဲ့သူဖြစ်တယ်။ဒေါ်ဆန်းစုကြည်လက်ထက်မှာတော့ဒါဒေါ်ဆန်းစုကြည်ရဲ့အုပ်ချုပ်မှုကဘာသာသာတနာ ပြောက်ွယ်သွားတော့မယ်ဆိုတဲ့အနေအထားမျိုးနဲ့ဒေါ်ဆန်စုကြည်ကိုနောက်ဆုံးမှအမပြီးတော့ပဲနဲ့ပေါ့နော်ဒါမင်းအောင်လိုက်လက်ထက်မှာကျတော့မင်းအောင်လိုက်ရဲ့ဒါလူသက်မှုတွေနော်ဒါကျွန်တော်ဝိနိမိတာယုံဆရာတော်ဖျားကြီးတကယ်ကိုမှဘုရားသာသနာအတွက်အရေးကြီးတဲ့ဆရာတော်ဖျားကြီးကိုနော်ပြစ်တက်ခဲ့တာတော့ဒါတိရူဆရာတော်ဖျားကြီးကကာကွယ်ပေးခဲ့တယ်နော်မြောင်းလိုက်သေးတဲ့မာရဝီဇီယာဖျားကြီးကလည်းကမ္ဘာပေါ်မှာအပြုံးရှင်ဆုံးသောအကောင်းဆုံးသောရုပ်ပွားတော်ဖြစ်ကြောင်းကိုတင်စားပေးခဲ့တယ် ဒါကြောင့်မလို့ပဲကျွန်တော်တို့ဒါအများသကရေဝေဖန်မှုခံရတယ်ပေါ့နော်ပြီးတခါကျတော့ဒီလူဆရာတို့ဖျားကြီးကဒါအခုစစ်ကောင်စီကပြပ ငွေတွေအခုအထူးသဖြင့်တော့ဒေါ်လာတွေမရသက်ဘူးပေါ့နော်ဒါကြောင့်မလို့ပြည်ပနိုင်ငံကိုသွားပြီးတော့အလူငွေတွေကောက်ခံနေတာတာနာကနေရတဲ့ဒေါ်လာတွေကိုစစ်ကောင်စီကိုပြန်ပေးတယ်စရိနေထားနေတချို့သောသူတွေကဆွဆွဲကြတယ်ဒါတွေကတော့ကျွန်တော်တည်တည်ကြကြသိရတဲ့အရာမျိုးတွေမဟုတ်ဘူးဒါမဲ့တော့အခုလိုမျိုးကိစ္စတွေအကြောင်းဆရာတော်ဖျားကြီးကိုတော့အကြီးအကျယ်တော့မပြတ်စေချင်ဘူးဒါဝိနိမိတ္တယောဆရာတော်ဖျားကြီးပြစ်ခတ်ခံရတဲ့ အပီးပေါ့နော်ကျွန်တော်တို့နောက်တည့်မှာပဲဒီလူဆရာဖျားကြီးကစေကုသမှုခံယူခဲ့တယ်ပေါ့နော်နိုင်ငံလေးနိုင်ငံလောက်ကိုလေသူနေနေတာရဏသွားပြုခဲ့လို့ကြားတယ်အဲ့ဒီအချိန်မှာလေဒါဝဏ္ဏိမတယုံဆရာဖျားကြီးကိုတော်ပြစ်ခတ်မှုပေါ့နော်ဒါမြောင်းနယ်တို့ကကွယ်ပြုတ်ဆိုရဲအတွက်အချမ်းဖက်ပုံကြီးဒါပုန်ကြီးသူဆိုပြီးတော့ဒီလူဆာရဖျားကြီးကိုလေးစိတ်ထီเนาะနိုင်ငံတကာမှာဆန္ဒပြခဲ့တာကိုလေးတွေ့ရတယ်။အခုလေဆာရဖျားကြီးကအသက်80ကျော်ရွယ်ရှိပြီဖြစ်တယ်။เนาะကျွန်တော်တို့လူသက်သန်းကเนาะကျွန်တော်တို့ခနဲ့80ရွယ်ပဲရှိတာ ဆရာဖျားကြီးအခုလိုမျိုးအသက်တော်ရှင်နေတာကလည်းတကယ်ကိုမှသူရဲ့လောကလူသားတွေအပေါ်မှာကေတင်မှုပြုလုပ်ခဲ့မှုတွေကြောင့်ပါအခုလေဒီလိုဆရာဖျားကြီးကပြည်ပကိုစီကုတာဖို့သွားတော့မှာပြည်ပမှာစစ်စီဖန်စီခံလိုက်ရတဲ့ဆိုရတဲ့တဲ့တွေ online ပေါ်မှာသက်လာနေပါတယ်ဒါလေးဖြစ်လေးဖြစ်နိုင်ပါတယ်ဖန်စီခံရဖို့ကျွန်တော်တို့မဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့စစ်စီတာတော့ဖြစ်ဖြစ်နိုင်ပါတယ်ပေါ့ဆိုတော့ဒီလိုဆရာဖျားကြီးကိုလိုမျိုးဒါ online ပေါ်မှာတော်တော်လေးကိုဝေဖန်ခံနေရတယ် ဝေဖန်ခဲ့တဲ့အချောင်းတွေကလည်းတူလူတူလူကိစ္စတွေပေါ့နော်ဒါစစ်ကောင်စီနဲ့ပတ်သက်တာတော့များပါတယ်နော်ဆရာတော်ဖျားကြီးပါဖြစ်ပါစေနဲ့နော်ဒါလေးတွေ့ရွေးချယ်မှုပါပဲနော်စစ်ကောင်စီကိုအာပီဒီဖြစ်စေမာပီဒီဖြစ်စေကျွန်တော်ဆရာတော်ဖျားကြီးကိုစော်ကားပြီးတော့နော်ကျွန်တော်အဖြစ်တော်မြူတင်ပေါ့နော်